အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှလည်းဂျပန်စာရေးဆရာတာဂျီမာရှင်းချီရေးသားထားပြီးဆရာမောင်စုရှင်ဘာသာပြန်ပေးထားတယ်အထီးကျန်မြေခွေးနဲ့အခြားဝတ္ထုတို့များဆိုတဲ့စာအုပ်တွေကကျောင်းကြီးပစ်တလာနဲ့သမုဒ္ဒရာအောက်မှာအတွေ့များဆိုတဲ့ဝတ္ထုလေးနှစ်ပုဒ်ကို အားလုံးအတွက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်စာအုပ်လေးမဖတ်ပြပေးခင်မှာတော့ channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော် ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်။ကြောင်ကြီးပေတလာကျွန်တော်နာမည်ပေတလာဟုခေါ်ပါသည်။ကျွန်တော်ဒီတိတ်ခါရှိသောအကြောင်းတကောင်ဖြစ်ပါ၏။ကျွန်တော်အဖိုးဤနာမည်ကိုအလွန်နှစ်သက်ခုံယူပါသည်။ဤနာမည်မျိုးကျွန်တော်တို့အကြောင်းများတဲ့တွင်မကြဘူးပါ။များသောအားဖြင့်အကြောင်းနာမည်များမှာ ကျွန်တော်တငယ်ချင်းများဤနာမည်ကဲ့သို့ဌာမသို့မဟုတ် စာကူရာဟုသော အမည်များဖြစ်သည် လူတွေကအကြောင်းများကိုထိုနာမည်မျိုးသာပေးရန် စိတ်ကူးရမိတကြသည် ကျွန်တော်သည်ဤအသက်အရွယ်အထိကြွက်တကောင်တလေးကုန်းမှမစားရဘူးပါဂျပန်နိုင်ငံလိုစားကောင်တောက်ဖွဲ ပေါ်များသောနိုင်ငံတွင်မိသူကကြွက်ကိုစားဖို့စဉ်းစားမိပါမည်နီဒါပေမဲ့ကြွက်ကလေးများမှအချစ်စရာကောင်းကြသည် မဟုတ်ပါလား ခေါမိုးစုံတွင်ပြေးလွှားနေတတ်ကြပြီအပြစ်ကင်းသောကြွ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 အတန်ကလေးများကိုပြုမူတတ်ကြသည်ထို့ကြောင့်ကျွန်တော်မှအကြောင်းတကောင်ဖြစ်နေတော့လေကြွများကိုစားမိရန်အကြောင်းမရှိပါယခုအချိန်မျိုးမှာကြွတို့သည် လူတွေကပေးသောကျွန်တော်တို့ဤအကြောင်းစာများကိုစား၍ဝဝလင်လင်နေနိုင်သောအကြောင်းရှိနေပါသည်ဤသို့ဆိုနိုင်တော်လဲကျွန်တော်တခင်ဖြစ်သောချူဝေးမှာ လူတစ်မျိုးဖြစ်၍သူစိတ်မထင်လျင်မထင်သလိုလှုပ်တတ်သူဖြစ်သည်တနေ့တွင်ကျွန်တော်သခင်သည် ကျွန်တော်အတွက်ချပေးသောကြောင့်စာကိုအကျွက်ကလေးတစ်ကောင်အားကျွန်တော်ပေးကျွေးနေသည်ကို သူတွေ့တော်သည်ဒါကြောင့်သူကကျွန်တော်ကိုဆွေး၍အိမ်ထဲမှအလွန်ပြက်လိုက်တော်သည်ကျွန်တော်မှာတစ်တော်အဆက်ပင်လေပင်းသားတွင်ကိုဘသာအနည်းစရာအိမ်ကိုအခြေချ၍နေရတော်သည်ထိုနေရာမှာအမှုမြူတအားဆက်ယုံအနည်းမှဖြစ်သည် အနုမြူဆက်ယုံမှာ လူတွေအဖို့အခြားအရာများချက်တံမိုထားကြသည့်အရာများဖြစ်ဟန်တူပါသည်ထိုဆက်ယုံတို့သာဆက်ရက်သွားလျင်မြို့တွင်ဓာတုအခါထုံညိထားသောနီယွန်လျက်စစ်မီးလမ်းများငြိမ်းသွားလိမ့်မည်ထိုအပြင်ထိုအချိန်၌လူတွေကို မိုးရိုက်ကြီးများ၏အမြင့်သို့ပို့ပေးလေရှိသောကြက်လေကားများမှလည်းရက်တန့်သွားလိမ့်မည်ထိုများမက လူတို့နေထိုင်ရာ အိမ်များအတွင်၌အသားငါးတို့ကိုထည့်သွင်းသိမ်းဆည်းထားသည် ရေခဲတတားတော့မှ အလုံလုံးတော်မီမဟုတ်။ဤတို့ဖြစ်လာရင်ပတ်ဝန်းကျင်၌အပုံနဲ့တွင် လွင့်ပြန်၍ထွက်နေတော်မီ။ဤတို့ဖြစ်မိကိစ္စများကိုစဉ်းစားမိသူမှတအားပေးယုံမနေကြကလွဲလျင်အခြားတဦးမဖြစ်နိုင်ပါ။သူသည်အလုံသွားအလုံပြန်အချိန်များတွင် ကျွန်တော်နေထိုင်ရာတောဆက်မှဖြစ်သွားလေရှိသည်ဖြင့်သူ့နှုံမှတခြင်းတကြောကြောကိုအတန်ကုန်ဟစ်သွားလေရှိသည်ကိုကြားရလေရှိသည်။ သူတဲ့ချင်းမှာတို့အမှုမြူဆက်ယုံကြီးအရာရာကိုအလောက်ရှားစေခဲ့ပြီးဒီဆက်ယုံကြီးဟာအားလုံးရဲ့အရာမိခင်မှာဟူ၍ဖြစ်ပါသည်ဤတို့ဖြင့်အားလုံးပုံမှန်အကြိုင်ဖြစ်ပြနေခဲ့ကြသည်မမျော်လင့်သောတနေ့၌ကျွန်တော်တို့အားလုံးအတွက်အပြောင်းလဲကြီးတရက်အယုတ်တရက်ဖြစ်သွားခဲ့လေသည်ကျွန်တော်တို့မိတ်ဆွေအကျွတ်များသည်ဤကိစ္စ၌အစကလေးကအပါဝင်ခဲ့သူများဖြစ်သည် ချစ်စရာကောင်းသည့်ထိုကြွက်လေးများသည့်တအားဘေးဆက်ယုံအနီးရှိသစ်တော်မြေကွက်လာ၌တပုံတပင်ကြီးရှိနေသောစီပုံကြီးများထဲမှစီအချို့ကို အမှုမဲ့အမှန်မဲ့ကိုက်ဖောက်ခဲ့ကြသည်ထိုစီပုံများထဲမှသူတို့ဘယ်တော့မှမမြင်ဘူးသော ပေါင်နာမုတ်တစ်မျိုးထွက်ကြလာသည်ထိုအမုတ်များမှာနူးညံ့လုံသဖြင့်တဲတဲကွဲကွဲမမြင်ရပဲလေတား၍လင့်ပါသွားတော့မှမြင်လိုက်ရသည်ထိုအမုတ်များသည်လေနှင့်အတူ ဝေဝိုင်လွင့်ပါ၍သွားကြ၏ထိုအမုံများတောရီမြေပေါ်သို့ကျဆင်းသောအခါကျွန်တော်နှင့်အတူကြွက်ကလေးထာမနှင့်စာကူရာတို့၏ကိုပေါ်သို့ကျရောက်လေသည်နေရောင်ကြီးတွင်ထိုအမုံလေးများအယောင်တလက်လက်ဖြင့်လွင့်ပါလျက်ရှိသည်ကို စာကူရာတွေ့လိုက်ရသဖြင့်ကိုပေါ်သို့ကျလာသောအမုံကိုရှာဖြင့်ရက်လိုက်သည်ထိုနောက်ဖုံမုံများဖြင့်မျက်နာနှင့်ကိုပေါ်တို့တွင်ပျော့ပျော့ရွှင်ရွှင်လိမ့်လိုက်တော်သည် လူတို့သည် ပြောင်ပြောင်လဲလဲအရာကိုတံမိုးထားကြသည်မဟုတ်ပါလောသူဤသခင်မှဖြစ်သူများလဲမျက်နာကို အမုံများလူလီရှိသည်ကို သူမကြာခဏတွေ့ထားသည်သို့တော်လဲစာကူရာအဖို့မကြာမီပင်ဥကောင်းချမစပင်များကြွကြသွားလေသည်နောက်တော့သူကိုယ်ပေါ်မှာလှပသည့်အမွေးအမိများမှ လုံးလုံးမရှိတော့ပေအချင်းရာသည်တို့တစ်ခုပြီးတစ်ခုပြောင်းလဲသွားလျက်ရှိသည် နွေဦးပေါင်းရာသီ၌ကျောင်းမကလေးစားကူရာတွင်ကျောင်းကလေးငါးကောင်ပေါက်လာသည်ကျောင်းပေါက်စလေးများကိုဘူစပတ်ပင်ကြီးအနီးမှထေရှုကတ်များအကြားတွင်အတိုက်ပြုလုပ်၍ထားပေသည်တို့ရာတွင်မွေးလာသောကျောင်းပေါက်စလေးများမှမျက်စိနှကွင်းမပါဘဲဖြစ်နေကြသည်ထိုကြောင့်မိခင်ကြီးမှသူကြောင့်လေတို့ဤအမှုအရာမပါတော့မြက်ခွေများကိုကြည်၍အလွန်စိတ်မကောင်းဖြစ်ရလေသည်ထိုကြောင့်လေးများလမ်းလျှောက်တတ်ကြသောအခါ သူတို့သည်ကမ်းခြေဘက်သို့မမြင်မကန်စံတော်အားဝါလျှောက်သွားမိကြပြီရေစက်တို့အစင်းမိကအရင်နှစ်တည်ဆုံးကြရလေသည်ယခုအခါမှာအသက်ရှင်နေသောကြောင့်ဆို၍ကျွန်တော်တကောင်းနေတာရှိတော်သည် ကျွန်တော်ကလည်းတော်ရင်ရှိတဲ့ဝါများကို ထိုစီပုံကြီးများနဲ့ဝေဝေရှောင်ကွင်းကြရန်အဟိတတိပေပြောကြနေရသည်သို့တော့နောက်ထပ်မွေးလာသည်များအကြွက်ကလေးများက ထိုစီများကိုကြိုက်ဖဲ့ကြတော်ဖြစ်သည် ချို့တို့လို့ရင်ကကြောင်ငယ်တို့ဤအရွယ်အစားမှာအဆက်မတန်ကြီးထွားလာတယ်ကိုတွေ့သဖြင့်ဘာအကြောင်းကြောင့်ဟုမစင်စားတတ်ပေ သူတို့အရွယ်ကြီးမားလာတော့ကြောင့်ကျောင်းတို့မှာပင်ကြွက်ထက်သေးငယ်သောအရွယ်ဖြစ်သွားတော်သည်တနေ့သောအခါတွင်ကြွက်တို့ကကျောင်းတို့နေရာတွင်ယူ၍ကျောင်းများကိုတက်လဲချိန်ချောက်ကြတော်မည်ကိုစိုးရိမ်နေကြရလေသည်တိတ်ကားရှိသောကျောင်းတကောင်ဖြစ်သည့်ကျွန်တော်ဗေထလာက လူတွေကိုအမေကြည့်ခြင်းနေမိပါသည် ထိုတန်စီပုံးကြီးများတွင်ဘလိုအရာဝတ္ထုများထည့်ထားခဲ့ကြပါလဲဟုဖြစ်သည်တမုဒ္ဒရာအောက်မှအတွင်များရေပင်လယ်အောက်မှကျမ်းမြင်နေတမုဒ္ဒရာအိမ်နဲ့ဆိုင်သောနေရာတွင်ရှိသဖြင့်နေအောင်ကြီးဟု၍လုံးလုံးမရောက်နိုင်သောနေရာဖြစ်သည်ထို့ကြောင့်ထိုနေရာကြီးအကြောင်းကိုလည်းလူတွေကောင်းကောင်းတည်ကြလိမ့်မည်မချင်မေကျွန်တော်အပေါ်များနဲ့ကျွန်တော်တို့ကိုအတင်မော်ကြီးနဲ့တင်ပြီ နောက်ဆိုင်တော်သမုဒ္ဒရာအလည်းတို့တည်ယူလာခဲ့သောအခါကျွန်တော်တို့မှပျော်ရွှင်၍မဆုံးနိုင်ထို့ကြောင့်တခြင်းတံမြိုင်သည်ဆို၍လိုက်ပါခဲ့ကြသည်စဉ်းစားကြည့်ပါကျွန်တော်တို့ကိုပင်လယ်အနက်ထဲသို့ပြစ်ချဖို့ဖြစ်သည်ထို့သော ကျွန်တော်တို့မှ တောင်ထိပ်မှာဘဝစတင်ခဲ့သောအထုံးကြောင့်များဖြစ်သည်ကျွန်တော်တို့ထွက်ခွာလာရာ ခရီးအစမှာထရက်ကနောက်ပိုင်းတွင် ဖြစ်၏ထိုကားသည်တောင်ပေါ်လမ်းကျဲတစ်ခုကိုကွေ့ပတ်၍မောင်းပြီး နျူကလ িয়ার ဆက်ယုံတစ်ခုသို့ရောက်သည် ထိုဆက်ယုံရှိတွင်အကြောင်းဆုံးစာတမ်းကြီးတစ်ခုရေးသားထားသည်စာမှာအလင်းရောင်စွမ်းအင်နှင့်တက်အားတို့ပြည်သူများအထွတ်ဟု၍ဆက်လုံးမဲကြီးများဖြင့်ရေးသားထားပြီးထိုဆာရန်ကြီးကဆက်ယုံတကပောက်တွင်ကျွန်တော်တို့ကိုအစည်းကြုံနှုတ်ဆက်နေသည်သို့တော့ကျွန်တော်တို့မကြမီတည်လာရသည်မှာသူတို့လိုချင်သောအတအားစွမ်းရင်ထဲမှာတင်မင်းတမန်ပြများအထွက်ရှိခြင်းဖြစ်သည် ထိုပြားများသည့်ကဘာပေါ်တွင်မတိဘူးမကြုံဘူးသောမီးလျံကြောင့်အပူကြောင့်ပေါ်ထွက်ခြင်းဖြစ်သည် ထိုပြားစုများမပြတ်နှံ့အောင်ဒါစီထားရင်မှကျွန်တော်တို့ထမ်းဆောင်ရမည်တာဝန်ဖြစ်သည်နေစဉ်နှင့်အမြထိုပြားစုများကို ကျွန်တော်တို့ကဲ့သို့ထုံးကြောင်များတဲ့တွင်ထွင်ပေါက်၍ထည့်ပြီးတအားပေးဆက်ယုံမြေအောက်ခံအနန္နိုင် အမြအပြားတိမ့်ဆဲ၍ထားသည်အချိန်အနည်းငယ်ကြာလာသောအခါ ထိုနေရာမှာပြည့်ရှံသွားပြီးကြောက်တုံးတတားများကိုထားရန်နေရာသစ်ရှာရတော့သည်ထိုအခါကျမှ ကြောက်တုံးတတားကြီးများသည်ပင်လယ်ပြင်စီသို့စတင်၍ခရီးထွက်လာကြရ၏ကျွန်တော်တို့ကိုဘလို့လုံမီပင်နာမထားမိကိုမြည်သူမှအတက်မပြောနိုင်ပါပထမတော့အချိန်နူးနှစ်သက်เสียကောင်းသည်အတန်ပလန်မရှိတိတ်ဆိတ်နေသောပင်လယ်ကျမ်းပြေအောင်၌ရောက်ရှိသွားရသောကြောင့်ဖြစ်သည် တဖြည်းဖြည်းနဲ့ကျွန်တော်တို့လိုကြောက်တတာကြီးတွေအရှိအအတွက်ပွားများလာလေသည် ရေပြင်အထက်မှာရှိသောလူတို့ကပေလေချမ်းပြင်အောက်တွင် ပြာဦးကြောက်တုံးကြီးတွေအမိမြရောက်နေကြပြီကိုဂယုထားမိကြပုံမပေါ်ပါပေလေရှိအနက်ထဲသို့ကျွန်တော်တို့အဖို့ကြောက်ဦးကြီးတွေတခုပေါ်တခုဆင့်ပြီးကြလာသည်ခနာတဖြုတ်အဖျင်းပြောစရာပင်ကောင်းနေသည်ကျွန်းထိုးလေးကျင့်ပြီးဆင်းလာရတဲ့ကဲ့သို့ဖြစ်သည် ကြောက်အိုးကြီးများအနီးဝင်းကျင်အကျိုးအကြားတွေလာ၍တိုက်မြုံဖွဲကြသည်အထက်ထက်ဆင့်ထားသောပိရမစ်ပုံစံအကြောက်အိုးတို့ဝင်းချင်၌ကူလူသွာလာနေကြသည်။ပျော်ရွှင်ရှိမောလျက်တီးတံပြူလှုပ်ရှားနေကြသည်။ဤတို့ဖြင့် တနေ့တော်အခါ၌ကျွန်တော်တို့ရေအောင်ရှိ အရာအလုံးတို့အတွက် အပြောင်းအလဲများဖြစ်လာခဲ့သည်။ကျွန်တော်တို့နှင့်အလားတူကြောက်တတအိုးများအကွဲစားပြူလာသည်။ အချို့မှာရုတ်တရက်ပွင့်ကွဲ၍ထွက်လေသည်။ဘာကြောင့်ဤသို့ဖြစ်ရသည်ကိုသိဖို့မခက်ခဲပါ။ယခုကဲ့သို့ပင်လေကျန်းပြေရေအနံ့အောက်တွင်ဖိအားအလွန်များသည်။အပေါ်မှာရေတန်းချိန်ပေါင်းများစွာရှိနေသောဖိအားမှာအလွန်ပြင်းထန်သည်။ထိုနေ့ရက်၏နောက်ပိုင်းတွင် ပင်လယ်ပြင်ကျမ်းပေါ်၌နောက်ထပ်တောင်ပုံရာပုံကြီးတစ်ပုံပေါ်ပေါက်လာသည်။ရင်းမှငါအသည်များ၏အပုံကြီးဖြစ်လေသည်။ ကြောက်တတာအိုမြာမှာအစိမ်ယူထွက်တော့သေမင်းပြားများသည်ကြောက်စရာကောင်းလာတော့အစိမ်ပြားများမှာပြင်းထန်လာပါတကားငါကလေးများသည်ပါဇက်ကိုဖွင့်ငါပိတ်ခါနေစဉ်ကူခန့်သွားလာနေကြရမှာရေထဲတွင်သေဆုံး၍ပြုတ်ကြကအပုံကြီးဖြစ်လာသည်ငါအသေးများသည် ပုတ်အဲ့၍နေတော်သည် လူတွေမှာထိုအဖြစ်အပျက်ကိုမသိကြသူတို့သည်ကြောက်တတာအိုကြီးများကိုတေမောကြီးများနဲ့တေဆောင်၍ပင်လေတဲသို့ယူလာကား ပြင့်မြဲပြစ်ချနေကြသည်ကြောက်တတာကြီးများမှလူသူမမြင်ရတော့ရှေးအောက်သို့မြုပ်စင်ပြောက်ွယ်သွားကြသည်ပင်လယ်ပြင်ကြီးမှာကျယ်ဝန်းအနက်ဆိုင်လာသည်မှန်ပါ၏ငါးမြအဖို့မှမူကားအိုးဘယ်သူတွေများဒီပင်လယ်ပြင်ကြီးကိုပျက်စီးအောင်လုပ်ရဲကြပါလဲဟုအုတ်လိုက်ရင်မောင်တန်းအော်ဟစ်ခါမတက်တာသည့်အစုံကြောက်တတာကြီးများကိုဥကောင်းဖြင့်ဝင်းဆောင်ကြသည်သူတို့ဤခန္ဓာကိုယ်လေးများမှာ ကျောက်တက်တာအိုးကြီးများနဲ့စောင့်မီရေခြေပြက်ခါအလွင့်စင်သွားကြ၏ကျွန်တော်မလုပ်ရပါမည်နီဤရှုခင်ကိုမျက်စိအောက်တွင်နေ့စဉ်နေ့တိုင်းမြင်တွေ့နေရသည်ထို့ကြောင့်ကျွန်တော်ဘဝအစတင်ခဲ့ရာမြင့်မာချောက်တွေ့သောတောင်ထိပ်သို့ပြန်ရောက်ရလျင်ကောင်းလီစွာဟုမတွေ့တော့ပဲမနေနိုင်တော့ပေဤတို့ရှိစဉ်အချိန်ရာသီတွေတစ်ခုပြီးတစ်ခုပြောင်းလဲလျက်ရှိသည်ဒီနေရာမှာတော့အပြစ်အပြက်တို့မှာ နေ့စဉ်နေ့တိုင်းဤအတိုင်းပဲရေအောက်တို့ကြောက်တတ်တာအိုးကြီးများတစ်ခုပြီးတစ်ခုကြားလာသည်နှင့်အမျှကြောက်အိုးကြီးများတောင်းလို့ပုံလာလျက်ရှိသည်ကျွန်တော်သည်အနီးအနားရှိငါးများကြားလောက်အောင်អော်၍ပြောမိသည်အိုးမိတ်ဆွေတို့ဒါဟာကျွန်တော်တို့အပြစ်မဟုတ်ပါဘူးကျွန်တော်ကိုအပြစ်မတင်ကြပါနဲ့ဟုអော်ဟစ်ပြလိုက်သည် သူတို့မကြားလေသလားမသိ ဒါမှမဟုတ်သူတို့ဒီကျွန်တော်စကားကိုမယုံကြည်လေသလားမသိသူတို့ကိုလုံးလေးများကို ကျွန်တော်တို့လိုကြောက်တတကြီးများစီတို့ပြေး၍ဆောင်ရင်တည်ဆုံကုန်ကြသည့်အဖြစ်ကိုကျွန်တော်ရှင်းနာရသည်နျူကလီးယားစက်ရုံကြီးကပူလောင်ပြင်းပြတော့သူ့ဝန်ကောင်းကြီးတွေမှကျဲလောင်စွာအရှိန်အံပြုနေသည်ယနေ့တိုင်းလည်းထိုစက်ရုံကြီးမှယုံနိုင်စရာမရှိသောအပူဓာတ်နှင့်အလင်းရောင်တို့ကိုထုတ်ပြလျက်ရှိသည် ထို့အပြင်ငါးသိကောင်းများထွက်အောင်လဲဖန်တီးလျက်ရှိလေသည်